လွန်ခဲ့တဲ့တနေ့ခန့်ကဘဝတဘာပြောင်းသွားကြွယ်လွန်တဲ့တက္ကမကြီးတော်မိမိကြီးတက္ကမကြီးဟာဒီလူဘဝအသက်ထင်ရှားရှိစဉ်ကလည်းပဲယတနာသုံးပါးကိုကိုးကွယ်စိတ်ကတဲ့ဥပတိကဒါယိကမကြီးဖြစ်တဲ့ယခုကြာရတဲ့ဆွေမျိုးများတက္ကမကြီးရဲ့သားတွေသမီးတွေမိတွေမိတွေစုပေါင်းပြီးတော့တက္ကမကြီးအတွက်ကောင်းမှုကုသိုလ်ပြုနေကြတာဖြစ်တဲ့အတွက် ောမကုသိုလ်ရဲ့အဖို့ပါကရယူစီရန်ဝမ်းမြောက်ဝမ်းသာဖြစ်စီရန်အလုံးကဤနုမောဒနာပြုရာဒေတာကိုလာရောက်ပြီးတော့သာဓုခေါ်ဖို့ဘုန်းကြီးဖိတ်ခေါ်ပါတယ်။ကဲမိဘယေရှုအဲ့ဒီယေရှုလေးနှစ်ခုမတော်နဲ့နဲ့စဉ်းစားကြည့်အောင် ဂျေဇူးဆိုတဲ့ဇာကားကတော့ပါဇက်ကတော့ပြောတော့ပြောနေကြတာပေါ့မြန်မာဇာကားပဲဒါပေမဲ့ဂျေဇူးဆိုတာဘာကိုခေါ်တာတော့လို့မေးလိုက်လို့ရှိရင်ယုတ်တရက်မဖြစ်နိုင်ဘူးဖြစ်နေဖျားကုံလည်းပဲအတူတူပဲမိဘကုံဆိုတာလည်းပဲအတူတူပဲဆရာကုံဆိုတာလည်းပဲအတူတူပါပဲဂုံနဲ့ဂျေဇူးဟာတူတယ်အဲ့ ်မြန်မာမှာကြတော့သွားတူတယ်ဂုံဆိုတာကတော့ဂုဏဆိုတဲ့ပါဠိစကားလုံးကလာတာကျေးဇူးကတော့မြန်မာစကားစစ်စစ်ပေါ့ဂုံနဲ့ကျေးဇူးနဲ့အနတ်အဓိပ္ပာယ်တူတယ်ဆိုတော့ဘလို့တူတာတော့လို့ကြည့်လိုက်ရပထမကျေးဇူးဆိုတဲ့မြန်မာစကားကိုနားလည်ဖို့ဆိုရင်အဲ့ဒီခုနကဂုဏဆိုတဲ့ပါဠိကနေကိုင်းပြီးတော့မှအဓိပ္ပာယ်ပေါ်တာက ပိုးပြီးတော့ကောင်းတဲ့အဲ့အတွက် အဲ့ဒီကနေပြီးတော့ဖော်ကြည့်ရအောင်ဂုဏပါဠိစကားလုံးခန်းငယ်တစ်ချောင်းငယ်နဲ့나ကြီးနဲ့အဲ့ဒါကို나ကြီးကိုတတ်ပြီးတော့ဂုံလို့မြန်မာစကားလုံးလိုက်တာသူဂုဏဆိုတဲ့ပါဠိစကားလုံးရဲ့ဓာတ်ရိုက်ထွက်တဲ့အဓိပ္ပာယ်ကထင်ရှားတယ်လို့အဓိပ္ပာယ်ထက်ဂုဏဆိုတာထင်ရှားတာပေါ့နော်အဲ့တော့ထင်ရှားတယ်ဆိုတာကဘာတော့လို့ဆိုလို့ရှိရင် အများနဲ့မတူတာကို ဖြင်ရှားတယ်လို့ခေါ်ဥပမာလူအုပ်ကြီးကိုကြည့်လိုက်အဲ့ဒီလူအုပ်ကြီးတဲ့ကိုအပေါ်ကနေကြည့်လိုက်လို့ရှိရင်လူတယောက်ကအရရှိပြီးတော့ကြံတဲ့လူတွေတဲ့သူကခေါင်းတစ်လုံးလောက်ကြီးရှည်နေတယ်ဆိုလို့ရှိရင်သူကမြင်ရတယ်ဖြင်ဖြင်ရှားရှားမြင်ရတယ်ကြံတဲ့သူတွေကသူအရရှိနေတာလေခေါင်းကြီးတစ်လုံးထွက်နေတာဟုတ်အဲ့ဒီလိုအများနဲ့မတူတာကိုဖြင်ရှားတယ်လို့ခေါ်ဒါကိုဂုံလို့မြန်မာစကားလုံးလိုက်တာ ဲ့တော့ထင်ရှားတာကိုဆိုတဲ့အ ਨੇ ကိုဂုံဆိုတဲ့ကုဏဆိုတဲ့ပါဠိစကားလုံးကဟောတယ်ထင်ရှားတယ်ဆိုတဲ့မြန်မာစကားလုံးကိုထပ်ပြီးတော့အဓိပ္ပာယ်ဖွင့်ရင်အများနဲ့မတူတာကိုထင်ရှားတယ်လို့ခေါ်တယ်အများနဲ့တူးနေလို့ရှင်မထင်ရှားဘူးလေလူတွေအသားဖြူတဲ့အထက်မှာအသားမဲတဲ့သူတယောက်ဝင်နေလို့ရှင်သူကထင်ရှားတာပဲလေအဲမဲနေတဲ့လူမဲတဲ့လူယူတယောက်လောက်ဝင်နေလိုက်လို့ရှင်ဒါထင်ရှားတာပဲလေ မင်းတို့လူအုပ်ကြီးတဲ့ဘုန်းကြီးတစ်ပါးလောက်ဝင်သွားရင်အဲ့ဒီဘုန်းကြီးကထင်ရှားတာပဲလေဟုတ်တယ်မဟုတ်လားအဘုန်းကြီးအုပ်စုတဲ့လူတစ်ယောက်လောက်ဝင်သွားရင်လည်းအဲ့ဒီလူကထင်ရှားတာပဲလေသူအများနဲ့မတူတာကိုအဲ့ဒါကိုထင်ရှားတယ်လို့ခေါ်တယ်ဒါကိုဂုံလို့ခေါ်တယ်တဲ့အဲ့လိုဂုံလို့ခေါ်တယ်ဆိုတော့ဖျားဂုံတွေကိုလိုက်ကြည့်လို့ရှိရင်လည်းပဲဒါတစ်ခုနမူနာလေးကြည့်ပါဦးဥပမာအရဟံဆိုလို့ရှိရင်ဒါဖျားဂုံတော့ပေါ့ ရဟံပူဇော်အထူးကိုခံတော်မူတိုက်တယ်ပူဇော်ကတော့ဘယ်သူမဆိုခံတိုက်တာကြီးတယ်ပဲလေဝါမယ်ဟုတ်တယ်မဟုတ်လားဟိုကိုယ့်အစ်စ်နဲ့ကောနော်ကိုယ့်အစ်စ်နဲ့ကောတော့ပူဇော်ခံတိုက်တာပေါ့ကဲမင်းတို့လည်းပဲမင်းတို့သားတွေသမီးတွေကကြတော့တယ်ဆိုကြတော့ခံကြတာလေဟုတ်တယ်မဟုတ်လားငါတို့ခေါင်းကြီးတွေလည်းပဲမင်းတို့လူတွေကကြတော့တယ်ဆိုကြတော့ခံကြတာလေဒါကြတော့ခံတာပူဇော်ခံတာပေါ့သို့တော့သူများပူဇော်ခံတာတဲ့ ဖះကပိုးပြီးတော့အပူဇော်ခံနိုင်တယ်။မိသူကပူဇော်ပူဇော်ဖះနဲ့မတန်ဘူးဆိုတာ မရှိဘူးလို့အဲ့လိုအဓိပ္ပာယ်ဖွင့်နော်။ဘာပစ္စည်းနဲ့ပူဇော်ပူဇော်ဖះနဲ့မတန်ဘူးဆိုတာမရှိဘူး။အဲ့ဒီပစ္စည်းကဖះနဲ့တန်တယ်ပေါ့။ပူဇော်တဲ့ပုဂ္ဂိုလ်ကလည်းဘလို့ပုဂ္ဂိုလ်မျိုးကပူဇော်ပူဇော်လူမင်းနေနတ်မင်းနေပြမမင်းနေအဲ့ဒီမင်းနေကပူဇော်လဲပဲဖះကပူဇော်ခံနိုင်တယ်။အဲ့တော့ပူဇော်ခံနိုင်တဲ့သူအများကြီးတဲမှာ ရှင်လိုက်လို့ရှင်ဖះကခေါင်းတစ်လုံးသာနေတဲ့သူများတဲ့ဒီပြင်ပုံကိုယ်တွေတဲ့လေအဲ့ဒါကိုထင်ရှားတယ်လို့ခေါ်တယ်ဂုံလို့ခေါ်တယ်။ဒါကြောင့်ဖះရဲ့အရဟံဂုံပူဇော်သူကိုခံတော်မူတိုက်တယ်ဆိုတာပူဇော်အထူးကိုသူကဝိသေသနာလေးမပေးရတဲ့ပူဇော်အထူးကိုခံတော်မူတိုက်ခဲ့ထူးကျင်တာထူးဘလောက် ထူးထူးဖះကပူဇော်ခံတိုက်တယ်တဲ့ဖះဖះနဲ့မတန်တဲ့ပစ္စည်းရလို့မရှိဘူးတဲ့ တချို့ကြတော့လူလောကမှာရှိတယ်လေပေးတဲ့ပစ္စည်းနဲ့လူနဲ့မတန်တာတယ်လေလူကတခြားပစ္စည်းရတခြားဖြစ်နေတာရှိတယ်ဖះမှာအဲ့လိုမရှိဘူးအဲ့ဒါကိုသူများနဲ့မတူတာကိုဂုံလို့ခေါ်တယ်တဲ့အဲ့တော့ခုငါတို့သွားမှာကမိဘကျေးဇူးပဲကိုသွားမှာပေါ့မိဘဆိုတာကတည်တည်ချာချာကြည်လိုက်လို့ရှိရင်အဖေဆိုတာလည်းပဲလူပဲလေအမေဆိုတာလည်းလူပဲလေကိုယ်ကလည်းလူပဲလေနော်သာသမီဆိုတာလည်းလူပဲမို့လားလို့ လူလူချင်းအတူတူပဲလေကွာနော်လူလူချင်းအတူတူပဲတခြားလူတွေလည်းပဲလူပဲဟုတ်လားလူတွေအားလုံးထဲမှာအဖေနဲ့အမေကတခြားလူတွေတဲ့ဘာသာတာလဲအဲ့ဒါကိုကြည့်ရဒါမှမိဘရဲ့ထင်ရှားတာကိုထွက်လာတခြားလူတွေကလူတော့လူပဲသို့တော်ငါတို့ဘဝတိုးတက်အောင် ငါတို့စားရေးဝေးရေးနေရေးအဆင်ပြေအောင်ငါတို့ကိုလုပ်ပေးသလားကြည်လိုက်တော့ဩမိဘနှစ်ပါးလောက်တော့လုပ်ပေးတဲ့သူ မရှိဘူးမိဘနှစ်ပါးကသာလည်းငါတို့ရဲ့စားရေးဝေးရေးအဆင်ပြေအောင်ကျမရေးလည်းအဆင်ပြေအောင်လူမှုရေးလည်းအဆင်ပြေအောင်ဘဝတိုးတက်ရေးလည်းအဆင်ပြေအောင်သူတို့နှစ်ဦးကနေပြီးတော့ငါတို့အတွက်ပင်ပန်းခံပြီးတော့အကုန်လုံးငါတို့ကိုလုပ်ပေးခဲ့တာအဲ့တော့အခြားသူတွေလည်းပဲကျေးဇူးရှိတော့ရှိကြတာကြီးတွေပဲ ရှိတာချင်းရှင်တိုင်းလို့ရှင်အဖေနဲ့အမေကငါတို့ပေါ်မှာပြုတ်ပေးတဲ့ကျေးဇူးတွေကမြားတယ်။ဟောအဲ့လိုထွက်လာ။ထွက်လာတော့မှနောက်တော့အဲ့ဒီမှာကျတော့မှအဓိပ္ပာယ်ကပေါ်လာတယ်။အဲ့တော့ကျေးဇူးဆိုတဲ့မြန်မာစကားကဘာတုံးဆိုတော့ကျေးဇူးဆိုတာလုတ်ပေးခဲ့တဲ့လုပ်ငန်းတွေရဲ့နာမည်တဲ့။ဟောထွက်လာနော်။ငါတို့အပေါ်မှာငါတို့ပေါ်ဆိုတာသာသမီတွေပေါ်မှာပေါ့။သာသမီတွေပေါ်မှာမိဘကပြုစုပေးတဲ့လုပ်ငန်းတွေရှိတယ်လေ။ဟုတ်တယ်မလား။ လုပ်ငန်းတွေမင်းတို့စားဖို့အတွက်လုပ်ပေးရတာရှိတယ်မင်းတို့ဝတ်ဖို့အတွက်လုပ်ပေးရတာရှိတယ်မင်းတို့သုံးဖို့ဆွဲဖို့လုပ်ပေးရတာရှိတယ်မင်းတို့ကြောင်းထားဖို့လုပ်ပေးရတာရှိတယ်လေလုပ်ငန်းတွေလေသူတို့မှပေးမခံလုပ်ပေးရတာမဟုတ်လားလို့အဲ့ဒီမင်းတို့သားတွေသမီးတွေအတွက်မိဘတွေကလုပ်ပေးရတဲ့လုပ်ငန်းတွေအကုန်လုံးဟာအဲ့ဒါကျေးဇူးဗျာနော်ဩငါတို့အတွက်အမေကဒီလိုလုပ်ပေးခဲ့တာပဲအဖေကငါတို့အတွက်ဒီလိုလုပ်ပေးခဲ့တာပဲဩဒီလုပ်ငန်းတွေကငါတို့ရဲ့ကျေးဇူးဩကျေးဇူးဆိုတာလုပ်ငန်းကိုခေါ်တယ် ဒါကြောင့်မလို့ပါဠိလိုကြတော့ကတ္တလို့သုံးတယ်ကတိညုတာမှာပါတဲ့ကတ္တကတ္တဆိုတာပြုပြီးခဲ့တဲ့လုပ်ငန်းတွေကိုကတ္တလို့ခေါ်အဖေမေတွေကသားတွေသမီးတွေတို့လုပ်ပြီးခဲ့တဲ့လုပ်ငန်းရတဲ့အဲ့ဒါကျေးဇူးပဲဒီကျေးဇူးတွေကတခြားသူတွေလည်းလုပ်ပေးတာပဲမင်းတို့အတွက်ဟုတ်တယ်မလားဦးလေးတွေလည်းလုပ်ပေးတယ်လေအတော်တွေလည်းလုပ်ပေးတယ်လေအဖိုးတွေဘွားတွေလည်းလုပ်ပေးတယ်ဒီဟုတ်တယ်မလားလုပ်ပေးတာပဲလုပ်ပေးတာချင်းတူရင်ရှင်းလိုက်လို့ရှင်အဖေနဲ့အမေလုပ်ပေးတာတွေကခုနကလူအုပ်ကြီးလိုပဲခေါင်းတစ်လုံးသာနေတယ် ဒါကိုဂုံလို့ခေါ်တယ်သူများနဲ့မတူဘူးမိဘတွေကသာသမီတွေပေါ်လုပ်ပေးခဲ့တဲ့လုပ်ငန်းတွေဟာတခြားသူတွေလုပ်ပေးတဲ့လုပ်ငန်းတွေနဲ့ရှင်းလိုက်လို့ရှိရင်အများကြီးသားပြီးတော့အပေါ်မှာထိုးထွက်နေတဲ့အတွေ့အဲ့ဒါကိုဂုံလို့ခေါ်တယ်မိဘရဲ့ဂုံလို့ခေါ်တယ်ဒါကြောင့်မိဘရဲ့ဂုံမိဘရဲ့ကျေးဇူးကိုသိပါတဲ့မြတ်စွာဘုရားကသိပါသိပြီလို့ရှိရင်ဆက်ပါတဲ့ဟုတ်လား ုကသိဖို့ပြောနေတာနော်မိဘတွေရဲ့သာသမီဘုံမှာလုံးပေးကြတဲ့ဟာတွေကဒါကျေးဇူးတွေပဲဒီကျေးဇူးတွေကိုကြည်အာယုံနဲ့ဉာဏ်နဲ့မြင်အောင်ကြည့်လိုက်မြင်လို့သိပြီအဖေမေကငါတို့ဘော်ဒီလိုကောင်းခဲ့တာပဲဒီလိုကောင်းခဲ့တာဆိုရင်ငါတို့ကလည်းအဖေမေဘော်ပြန်ပြီးတော့ကောင်းဖို့လိုတယ်လို့အဲ့ဒီလိုတွေးရမှာနော်ကောင်းဖို့လိုတယ်တွေးရမှာ ကောင်းမှုဆိုရင်အဖေးပေါ်ကောင်းအောင်လှုပ်ပြရလိမ့်မယ်အမေးပေါ်ကောင်းအောင်လည်းလှုပ်ပြရလိမ့်မယ်အဲ့ဒီလိုလှုပ်ပြလို့ရှိရင်ဒါကျေးဇူးကိုဆက်ရရောက်တယ်အဲ့တော့အဲ့ဒီလှုပ်ပြရတဲ့လုပ်ငန်းတွေကိုတခါပြန်ပြီးတော့တရုတ်ဖော်ပါဆိုလို့ရှိရင်အဖေးအမေးစိတ်ချမ်းသာအောင်စာရေးဝေရေးနေရေးအဆင်ပြေအောင်ကျမ်းမာရေးအဆင်ပြေအောင်ပြုစုပေးတာဆောင်းလျှောက်ပေးတာအဲ့ဒီလုပ်ငန်းတွေထွက်လာ လျှောက်ပြောမယ်ဆိုရင်တော့အများကြီးထွက်လာပါတယ်။သို့တော့အဲ့ဒီလုပ်ငန်းတွေအကုန်လုံးဟာအဖေအဖေကငယ်တုန်းကမိမိပုံမှာပြုခဲ့တဲ့လုပ်ငန်းတွေကိုကြည့်ပြီးတော့မိမိတို့ကပြန်ပြီးတော့အဖေအမေပုံမှာပြန်လုပ်ပေးတာတွေဟာဒါကြီးစုဆက်ရရောက်တယ်တချက်ပေါ့။နောက်တစ်ချက်ကအဖေအမေပုံမှာကောင်းတဲ့စိတ်ထားထားရမှာကောင်းတဲ့စိတ်ထားထားတယ်ဆိုတာကလည်းပဲစိတ်ကနန္တရားဖြစ်တဲ့အတွက်မသိတာဘူး။ မတိသာတော့တိသာထင်ရှားအောင်ဘာနဲ့ပြရမှာတော့ဆိုတော့တို့ပါဠိလို့ဆိုရင်တော့ကာယဝိညာဉ်လို့ခေါ်တဲ့ကိုယ်အမှုအရာပေါ့ဝစီဝိညာဉ်လို့ခေါ်တဲ့နှုတ်အမှုအရာနဲ့ပြရတယ်ကိုယ်အမှုအရာနဲ့မိဘကိုယိုတည်တဲ့သူတယောက်ဖြစ်အောင်ပြရမယ်နှုတ်အမှုအရာနဲ့မိဘကိုယိုတည်တဲ့လေးစားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ဆိုတော့ပဝင်းကျင်ကသိအောင်ပြရမယ်တဲ့အဲ့ဒီလိုပြတာကို ပါဠိလိုကတဝေဒီလို့ခေါ်တယ် ကတ္တဆိုတာကပြုပ်ွက်ပြီးသားယေရှုကိုဝေဒီဆိုတာကထင်းစွာပြတယ်အိမ်တဲ့အိမ်ကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီအိမ်မှာရှိတဲ့သားတွေသမီးတွေကအာမိဘကိုယူသေးတယ်မိဘကိုလေးစားတယ်မိဘစကားနားထောင်တယ်ဟုတ်လားမိဘဆက်ချမ်းသာအောင်နေရတယ်တဲ့ဘေးကပဝန်းကျင်ကသိတယ်ဝင်ထွက်သွားလာနေတဲ့ပုံကိုယ်တွေကသိတယ်ဆွေတွေမျိုးတွေကသိတယ်အဲ့ဒီလိုအများသိအောင်ကိုက နေပြရမယ်ထိုင်းပြရမယ် လုပ်ပြရမယ်တဲ့အဲ့ဒီလိုလုပ်ပြတာကိုကျေးဇူးကိုထင်းစွာပြတယ်လို့ခေါ်တယ်။ဟောအဲ့လိုပြတယ်။ဒါကမိဘအသက်ထင်ရှားရှိစင်မှာလုပ်ရမယ်လုပ်ငန်းပေါ့။မိဘကအသက်ထင်ရှားမရှိဘူးကွယ်လွန်သွားပြီဆိုရင်တော့ကွယ်လွန်သွားလို့မရှိတော့တဲ့အတွက်ငါတို့ဘာမှလုပ်ပေးစရာမရှိတော့ဘူးလားလို့ဒီလိုတွေးမှဆိုတဲ့အတွက်မြတ်စွာဘုရားက မရှိတော့လည်းပဲတဲ့ ကောင်းမှုကုသိုလ်ပြုပြီးတော့အမြာအတမ်းပေးဝေပါဆိုပြီးတော့သာသမိဝတရားထဲမှာပိစမမြောက်ငါးခုမြောက်ဝတရားအနေနဲ့ဘုရားကထည့်ဟောပြီးတော့ပေးခဲ့ဒါလေးကတော့တူးစမ်းတယ်လို့ပြောရမှာပေါ့မြတ်စွာဘုရားရဲ့ပြောလို့ချင်းအဘော်ကတော့ဟိုမရှိတော့လည်းပဲမမေ့ပါနဲ့လို့ပြောချင်တာပါအမှန်ကတော့နော်မရှိလည်းပဲမမေ့ရဘူးဘုရားယေရှုကိုမမေ့ပါနဲ့တဲ့အဲ့ဒါတော့ ီကနေ့မိမိတို့လွန်ခဲ့တဲ့တနှစ်ကကွယ်လွန်သွားတဲ့မိခင်ကြီးကိုအကြောင်းပြုပြီးတော့ကောင်းမှုကုသိုလ်ပြုပြတာဟာမိမိတို့ပတ်ဝန်းကျင်ကပုံကိုယ်တွေရောမိမိဆွေမျိုးသားချင်းတွေရောအော်ဒီအိမ်ကလူတွေဟာအမေကွယ်သွန်းသွားတာတနှစ်ရှိပြီတနှစ်ရှိပြီမယ်လို့သူတို့မမေ့ကြဘူးအမေကိုတတိယပြီးတော့ကုသိုလ်ပြုကြတယ်လို့ဒါပြလိုက်ရရောက်တယ်အဲ့ဒါကိုကတဝေဒီလို့ခေါ်တယ်ယေရှုကိုထင်စွာပြတယ်လို့ခေါ်တယ်တဲ့ အဲ့ဒီလိုလုတ်ပြရအဲ့ဒီလိုလုတ်ပြမှဒီသာသမီးဟာဝတရားကျေတဲ့သာသမီးလို့ပဝင်းကျင်ကတိလာမှာတဲ့အဲ့ဒီလိုပဝင်းကျင်ကတိလာအောင်မိဘအသက်ထင်ရှားရှိရင်လည်းပဲမိဘကိုယူသေးသေးလေးလေးသာသာနဲ့ဆက်ဆံပြီးတော့နေပြရမိဘမရှိတော့ရင်လည်းပဲမရှိလို့ဆိုပြီးတော့ဖာတိဘာသာမနေဘဲနဲ့ဟောလာကုသတ္တိယာပြီးတော့ကောင်းမှုကုသိုလ်ပြုပြီးတော့ပြရတယ်လို့အဲ့ဒီလိုမြတ်စွာဘုရားကဟောတာ မြတ်စွာဘုရားရဲ့ဒီဟောကြားချက်တရားဟာယဉ်ကျေးမှု လူယဉ်ကျေးမှုကိုတရုပ်ဖော်ပေးရာရောက်ဒီလူသားတွေဟာယဉ်ကျေးတဲ့လူသားတွေမိဘကျေးဇူးကိုတည်တတ်တဲ့လူသားတွေလို့သိအောင်တမင်္ဂလာယဉ်ကျေးမှုကိုပေါ်ဆောင်ပြီးတော့ပေးလိုက်တာအဲ့ဒီပေါ်ဆောင်ပေးတဲ့အတိုင်းကိုကလိုက်လို့လို့ရှိရင်ကိုကယဉ်ကျေးတဲ့ပုဂ္ဂိုလ်ကျေးဇူးတည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဖះစကားကိုလည်းပဲနားထောင်ရရောက်တယ် ဤသဘောလေးတွေကိုတည်တည်ပြီးတော့မှမိဘကျေးဇူးကိုစတ်တဲ့အနေနဲ့ဤကုသိုလ်ကိုပြုတယ်လို့နှလုံးသွင်းပြီးတော့ရည်သက်ချရမယ်เนาะကဲလို့ရည်စက်ွက်ခိုင်းပြီးတော့လိုက်ပြီးတော့ဆို့